ဆိုတဲ့ခင်မိနေတဲ့မြန်မာပြည်ကြီးမှာဒီအချိန်တွေသင်လေးတမို့တာစီးပူးပန်းလာတယ်လေထောင်းစင်မခွဲခွာသူအလုံးနဲ့အနည်းဆုံးမှာပါဒီသွင်းစီရဆေးရင်ငင်းချမ်းရဲ့အတွက် ငိန်ချိုင်းချစ်တဲ့လမ်းလျှောက်ပွဲကိုဖေဖော်ဝါရီလ၄ရက်နေ့ကငိန်ချိုင်းကိုလူလာတဲ့အရက်ဖက်အဖွဲ့စည်းတွေနဲ့ပြည်သူအင်အားတစ်ထောင်နီးပါးခန့်ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ဒီဆန္ဒထုတ်ဖော်မှုကိုမြင်းနီကုန်းကနေမြို့တော်ခမ်းမအထိတာမွေဝိုင်းကနေမြို့တော်ခမ်းမအထိလမ်းကြောင်းတစ်ကြောင်းခွဲတက်မှတ်ပြီးပြုလုပ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့နိုင်ငံရဲ့တနည်းရရှိတဲ့ဘန်နာမရဲ့၄၀ကျော်ခန့်လုံးဟာပြည်သူ့စစ်မှအသုံးပြုထားတယ်။ 23ရာစုညီလာခံဒုတိယအကြိမ်ကျင်းပနိုင်ဖို့အတွက်ငြိမ်းချမ်းရေးအကျိုးလှုပ်ရှားမှုတစ်ခုအနေနဲ့အခုလိုဆန္ဒဖော်ထုတ်လို့ဆောင်နေတာဖြစ်ပါတယ်။ချက်ချင်းရကျင်းရက်စက်ချက်ချင်းရကျင်းရက်စက်ချက်ချင်းရစစ်တောင်းတဲ့ကရှာချာကြိုင်။ဒါကြောင့်ငြိမ်းချမ်းရေးရရှိဖို့တမ္တဦးထင်ကျော်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်အဆန်းစုကြည်နဲ့တက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေအားလုံးစပွဲဝိုင်းထက်အတူတကွဆွေးနွေးမှုလှုပ်ဆောင်မှသာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာနိုင်မှာပါ။ ဒီစစ်ပွဲတွေရဆက်ဖို့တောင်းဆိုတယ်လို့ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူဦးမိုးသူကပြောပါရယ်။အုံပြောကြွနေထွက်လာတာ။ငြိမ်းချမ်းရေးလိုချင်လို့ပြည်ရေးစစ်တွေရပ်ပေးဖို့ပြည်ရေးစစ်တွေရဆိုင်ပေးဖို့ဒီစစ်ပွဲကြီးကိုနိုင်ငံတော်အတိုင်ပင်ခံတော်အောင်သားစုကြီးသမ္မတရည်ဦးထင်ကျော်ဟုတ်လားအထက်ပုပ်ပုပ်ကြီးတွေပေါ့ကွာပြောရမယ်ဆိုလို့ရှိရင်တော်တော်မှာကြီးတဲ့အစိုးအစိုးအဖွဲ့အစိုးရအဖွဲ့အားလုံးကစပွဲဝဲကိုခေါ်ပါငြိမ်းချမ်းရေးလုပ်ပါ အဲ့ဒါဆိုရင်ကျွန်တော်တို့တွေအားလုံးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဟာဒီစစ်ပွဲကြီးကိုရပ်ပေးပါပြည်တွင်းစစ်ရဆဲရေးစစ်ဘေးတင်ပြည်သူတွေအတွက်ကူညီထောက်ပံ့မှုတွေပေးပို့ခွင့်ရရှိရေးစစ်အတုံးစရိတ်ချော့ချရေးတမ်တော်ကတနိုင်ငံလုံးအပြစ်ခတ်ရဆဲကြောင်းကြီးညာပေးဖို့စတဲ့ချက်တွေပေါင်းစုခဲ့ပါတယ်ပြည်တွင်းစစ်ရဆဲရေးတနိုင်ငံလုံးစံတာဖော်ထုတ်မှုတွေကိုရန်ကုန်မန္တလေးပြည်ညောင်သုံးစတဲ့မြို့နယ်တွေမှာတပြိုင်နက်ပြုလုပ်ခဲ့တာဖြစ်ပါတယ် အစိုးရအနေနဲ့တော့ဂျောင်းဝင်ညီတိုင်းဖြည့်ရှင်းပေးဖို့လိုတယ်ကောင်။ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံမှာအစိုးရတရက်ထဲနဲ့သွားနေတာမဟုတ်ဘူး။စစ်တပ်ကတက်တက်အစိုးရတက်တက်ဖြစ်နေတယ်။ဟိုစစ်တပ်ကိုအစိုးရအကြော်လုံးပြီးတော့ဘာမှမလုပ်နိုင်တဲ့အခြေအနေမျိုးဖြစ်နေတဲ့အတွက်အစိုးရအနေနဲ့ကဂျောင်းဝင်ဖြည့်ရှင်းပေးလို့ရတဲ့အခြေအနေတစ်ခုပဲမြင်တယ်လို့ကျွန်တော်မြင်ပါတယ်။ ဟိုလက်ရှိဆူရအစ်အနေနဲ့ကဒီဒီငင်းငင်းကြီးရဖို့အတွက်ကပင်လုံးကသူ့ရထွက်ပါပေါ့သူကိုစူးစားတယ်အဓိကပင်မလမ်းကြောင်းလို့ကျွန်တော်သတ်မှတ်တယ်ဆိုတော့အခြားလမ်းကြောင်းကလည်းမရှိနေဘူးဒီအဆူရအတွက်အကြက်တဲတစ်ခုလို့ပေါ့နော်အဲ့တော့တက်မတော်ကနေပြီးတော့ဒီဖွဲ့စည်းပုံမပြင်သေးတွေ့ငင်းငင်းကြီးကတော့မလွယ်ဘူးဖွဲ့စည်းပုံကြီးမပြင်သေးမြန်မာပြည်မှာငင်းငင်းကြီးရဖို့ဆိုတော့တော်တော်မလွယ်ဘူးဒီကိစ္စလို့ပဲကျွန်တော်သုံးသပ်တယ် ရရဲ့ပတ်မပီလုံညီလာခံချင်းပနေတဲ့အချိန်တော်သွင်းမှာပဲရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်ဘက်တွေမှာတိုက်ပွဲတွေဖြစ်နေတာကြောင့်ပြည်မဲ့ပြည်သူတွေထိခိုက်နေနိုင်မှုခံစားနေရပါတယ်။ဒီပြည်တွင်းစစ်ကြောင်စစ်အုံစိတ်တွေမလျှော့ချနိုင်တယ်လို့နိုင်ငံရဲ့ဖွံ့ဖြိုးမှုကအမျက်နှောက်ကျနေတယ်လို့ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုဦးဆောင်ကော်မတီမအီအီမိုးကပြောပါရတယ်။အပြာ လပေါ့အကြောင်းလဲမှာကျွန်တော်တို့ရဲ့စီးပွားရေးနိုင်ငံရေးလူမှုရေးကျန်းမာရေးပညာရေးစသဖြင့်ကျွန်တော်တို့အခုလက်ရှိမှာကြောင်းလဲနေရဲဆိုရတဲ့ကစ조사ပြီးတော့ဒါပေမဲ့ဒီပြည်ရင်းစစ်တွေဖြစ်နေသမျှကာလပတ်လုံးဒီစစ်အသုံးပြေတွေကိုမလျှော့ချနိုင်မလျှော့ချနိုင်တဲ့ကာလပတ်လုံးကျွန်တော်တို့နိုင်ငံကြီးပညာရေးလဲတိုးတက်လာမှာမဟုတ်ဘူးကျန်းမာရေးလဲတိုးတက်လာမှာမဟုတ်ဘူးဒါကြောင့်လဲပညာရေးကျန်းမာရေးအတွက်အသုံးချရမယ်ဒီဘဏ္ဍာငွေတွေဟာစစ်အသုံးပြေတွေကိုရောက်နေသမျှတော့ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကနှိမ့်ချနေဦးမှာပါ